အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီနေ့မှာဘူဝန်ဒေးကိုပြန်လည်ပြီးမှကျင်းပနိုင်တဲ့ခွန့်ဘုရားရှင်ကပြင်ဆင်ပေးတဲ့အတွက်ကြောင့်ဘုရားရှင်ကိုထူပဲကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့မှာအမျိုးသမီးကောင်းဆိုတာကဘလောက်အထက်အရေးကြီးတယ်လဲဆိုတဲ့အကြောင်းအရာကိုဘုရားရှင်ကပေါ်ပြပေးထားပါတယ်။တမန်ကျမ်းစာထဲမှာအမျိုးသမီးကောင်းဆိုတာဘယ်လိုမျိုးတွေရောအမျိုးသမီးကောင်းဖြစ်တယ်လဲဆိုတာကိုတမန်ကျမ်းစာထဲမှာနော် ဒီကျွန်တော်လှိလာခြင်းအပြင်တွေ့လို့ရပါတယ်။တမချန်းစာထဲမှာအများကြီးထဲကနဲ့ကျွန်တော်တုတ်တန်ကြအခန်းကြီး30နဲ့တစ်ဆိုတော့ပေါ်ပူလာချမ်းချဲအားလုံးကလည်းတည်ပြီးသားပဲဖြစ်ပါတယ်။ဒီအရာလေးနဲ့ပြန်ပြီးအမျိုးသမီးတွေကိုပြန်ပြီးခါမှာဂုံပြုတ်ချင်ပါတယ်။နောက်ပြီးဖခင်ရဲ့နှုတ်ကပတ်တော်ဆိုလိုတဲ့အမျိုးသမီးဆိုတာကဘလောက်အထည်တန်ဖိုးရှိတယ်လဲ။အဲ့ဒါကြောင့်မဲဒီလူတော်တော်များများပြောပါတယ် The great man behind there is a woman နော်ပုဂ္ဂိုလ်ထူးကြီးရဲ့နောက်မှာကြီးမြတ်တဲ့မိမတွေရှိတယ်ဆိုတာကိုသူတို့ကအမြဲတမ်းပြောလို့ရှိပါတယ်ဆိုတော့ဒီစကားကတိတ်ပဲမှန်ပါတယ်ဒါကြောင့်အမျိုးသမီးတွေကတိတ်အရေးကြီးပါတယ်ဒါကြောင့်မဖျားရှင်ကဘာပြောထားသလဲဆိုရင် အမျိုးသမီးဆိုတာက helper နော်အမျိုးသားတွေအတွက် လုံးဝအထောက်အမအကောင်းဖြစ်တယ်ဆိုပြီးခါမှာဖခင်နှုတ်ကပတ်တော်ကိုယ်တိုင်ဖခင်ရှင်ကိုယ်တိုင်ကဖန်ဆင်းတဲ့အခါမှာဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ဒါကြောင့်ဖခင်ကိုချစ်တဲ့ဖခင်ရဲ့သားသမီးတွေစံစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာအမျိုးသမီးကောင်းမှန်သမျှကအမျိုးသားကြီးရဲ့အထောက်အမအကောင်းဖြစ်တယ်။ဒီတိုင်းမှာဖခင်ရှင်ကဖန်ဆင်းပေးထားတာဖြစ်တယ်။အာဗြဟံအထက်ဆာရကဘာဖြစ်တယ်လဲဆိုတော့အထောက်အမအကောင်းဖြစ်တယ်။အဲ့ဒါကြောင့်ပါလို့ဆိုအထောက်အမအကောင်းလေလေဘာဖြစ်လဲ။ အမျိုးသားတွေကပုံပြီးခါမှာအလုတ်လုတ်တဲ့နေရာမှာအောင်မြင်ကျော်ကြတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်။စန်းစာထဲမှာလည်းမဟုတ်ပါဘူး။ဒီကျွန်တော်လောကမှာကျွန်တော်ကြည့်တဲ့အခါမှာလည်းဒီစီးပွားရေးသမားတွေជីជីမမအောင်မြင်တဲ့စီးပွားရေးသမားတွေရဲ့နောက်ွယ်မှာမျိုးသမီးတွေရှိပါတယ်။ဆိုတော့ဘယ်နေပေမှာပဲကျွန်တော်ကြည့်ကြည့်ဒီကြီးမြတ်တဲ့ပုံကိုယ်တွေရဲ့နောက်ွယ်မှာအမျိုးသမီးတွေရှိတယ်ဆိုတော့ကိုကျွန်တော်တွေ့လို့ရပါတယ်။အဲ့ဒါကြောင့်အမျိုးသမီးတွေဟာဘလောက်အထိရေးကြီးတယ်လဲဆိုတော့ဒီမှာစန်းစာထဲမှာပေါ်ပြပေးထားတာဖြစ်တယ်။အဲ့ကြောင့်အမျိုးသမီးတွေဟာ ဘလောက်အထိတန်ဖိုးရှိတယ်လဲအထောက်အမအကောင်းဆိုတာကိုနားလေသဘောပေါက်လို့ရှိရင်အမျိုးသားအတက်ကိုယ့်ရဲ့ခင်ပွန်းအတက်ဘလောက်အထိကုန်ရှိတယ်ဆိုတာကိုနော်တမချန်းစာထဲမှာလည်းပေါ်ပြပေးထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာတီလာရှိသောမိမဆိုတဲ့ကောင်းစဉ်အဖြစ်ကျွန်တော်အတူတူကလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ခဏလေးစုတောင်းဆက်ကအနှံ့ကြရအောင်တန်ရှင်းတဲ့ဖျားနာမတော်ချီးမွမ်းနေကိုယ့်ရဲ့ရှင်ပြန်ထမြောက်ရာနေ့မှာတီလာရှိသောမိမအကြောင်းကိုပြန်လည်ပြီးမှ ဟောပြောနိုင်တော့ခွန့်လိလသင်ယူနိုင်တော့ခွန့်ကြားနာနိုင်တော့ခွန့်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်နာမတော့ချီးမွမ်းနေကိုယ်တော်ဘုရားကြားနာသူအရာအစီတိုင်းအတွက်ကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါဟောပြောသူတို့တော်လကောင်းကြားနာသူတို့တော်လကောင်းကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက္ကန့်နှံကြပါ၏ဖာပြတဲ့ခင်တိလရှိသောမိမ့်မတိလရှိသောမိမ့်မတွေ အသက်တာထဲမှာဘယ်လိုမျိုးတွေဖြစ်တယ်လဲဆိုတော့တမချန်းစာကရှင်းရှင်းလင်းလင်းနဲ့ဖော်ပြပေးထားတယ်။အဲကြောင့်ကျွန်တော်ရှိတူကကြည့်ရအောင်။ဆိုတော့တုတ်တန်ကြခန်းကြီး31အပိုင်ငယ်30ကနဲ့31အထိကျွန်တော်အတူတူကလေ့လာကြမှာဖြစ်တယ်။ဆိုတော့တစ်ချက်ချင်းစီကျွန်တော်ဖတ်သွားမှာဖြစ်တယ်။ဖတ်ပြီးမှလိုအပ်တဲ့နေရာလေးတွေမှာကျွန်တော် explanation ကျွန်တော်ကဆွေးနွေးကြမှာဖြစ်ပါတယ်။ဆိုတော့အပိုင်ငယ်30မှာတီလာနဲ့ပြည်စုံသော မိမကိုအဘယ်သူတွေ့ရသနည်းထို့သောမိမသည်ပရမ ्या ထက်အဖို့တာ၍ထိုက်ပေ ကြည့်ပါတောက်တန်စီကကြည့်ရဖော်ပြပေးထားတယ်တီလာနဲ့ပြည့်စုံသောမိန်းမပရမ ्या ထက်တာ၍ကောင်းနေတယ်ပရမ ्या ဆိုတာအလုံးသိတာပဲပီဒံပရမ ्या တိုင်းပီနဲ့တော့လဲလို့ရတယ်ပီဒံပရမ ्या တွေအများကြီးရှိတယ်အဲထက်တောင်မှတာ၍တန်ဖိုးရှိတော့မိန်းမဖြစ်တဲ့တယ်ဒါပေမဲ့ဘယ်လိုမျိုးမိန်းမလို့ဖော်ပြပေးထားလဲတီလာနဲ့ပြည့်စုံသောမိန်းမ အဆုံးဒီလာနဲ့ပြည်စုံတော့မင်းမဘယ်လိုမျိုးလဲဂျူပုတ်နေတဲ့မင်းမကိုပြောနေတာလားရွှေတွဲလဲငွေတွဲလဲဝတ်နေတဲ့အမျိုးသမီးကိုပြောတာလားအမြဲတမ်းလှလှပပတတရရနေနဲ့လှပတဲ့အမျိုးသမီးကိုပြောတာလားမဟုတ်ပါဘူးဒီလာနဲ့ပြည်စုံတော့မင်းမဆိုတာတမာချန်းစာအတိုင်းဆိုရင်နှုတ်တော်ဘတ်တော်ကိုဆွဲလန်းပြီးမှဖယားတခင်ရဲ့တွင်တွင်ပေးထားတဲ့လမ်းကြောင်းအတိုင်းရှောက်လန်းတော့မိမကိုတီလာရှိတော့မိမလို့ဖခင်ရဲ့နှုတ်ဘတ်တော်ထဲမှာဖော်ပြပေးထားပါတယ် ြည်ပါအက်စတာရဲ့အသက်တာမှာဘယ်ရအတွက်အက်စတာမိဖုရားကြီးကတီလာရှိတော်မိမဖြစ်တယ်။အဲ့ဒါကြောင့်ကျင်းစာထဲမှာအများကြီးရှိပါတယ်။တီလာရှိတော်မိမသခင်ယေရှုရဲ့ခရစ်တော်မေတော်မာရီကိုပြန်ကြည့်ပါတီလာရှိတော်မိမဘာဖြစ်လို့လဲဆိုဖရားရဲ့နှုတ်ကပတ်တော်ကိုဖရားရဲ့နှုတ်ကပတ်တော်အတိုင်းလက်ခံပြီးမှကြင်ကြံတဲ့အတွက်ကြောင့်ဖြစ်တယ်။နှုတ်ကပတ်တော်ထဲမှာ အေဝါကိုဘုရားရှင်ကဗန်ဆင်းတဲ့အခါမှာအာဒမ်အတွက် leader လို့မပြောထားဘူးကောင်းဆောင်လို့မပြောထားဘူး helper အကူအညီတဲ့အာဒမ်ကိုဗန်ဆင်းတဲ့အချိန်မှာဘုရားရှင်ကသူ့ကိုဂူညီမဲ့အထောက်အပလိုကိုလိုတယ်ဆိုတော့ဘုရားရှင်ကသိတယ်သိတဲ့အတွက်ကြောင့်မဲအာဒမ်ကိုဗန်ဆင်းတဲ့အခါမှာသူ့ရဲ့အထောက်အပအတွက်အေဝါကိုဗန်ဆင်းပေးထားတာနှစ်ယောက်ပေါင်းမှတယောက်ဖြစ်သွားတယ် အဲ့အတွက်ကြောင့်ပဲဒီမှာသီလရှိသောမိမဆိုတာကိုယ့်ယောက်ျားရဲ့လိုအပ်တဲ့နေရာမှာထောက်ပံ့ပေးမယ်ဘယ်လိုပြောလဲဖခင်ရဲ့နှုတ်ကပတ်တော်အတိုင်းထောက်ပံ့ပေးမယ်ဖခင်ကိုကြောက်ရွံ့သောမိမကိုသီလရှိသောမိမဆိုပြီးမှဓမ္မကျမ်းစာထဲမှာဖော်ပြပေးတယ်အဲ့လိုမျိုးမိမဟာတဲ့ပရမားထက်တာရွအဖို့ထံသောမိမဖြစ်တယ်တဲ့ဘုရားကိုချစ်တဲ့ဖခင်ရဲ့သားသမီးတွေဒီနေ့မှာကျွန်တော်တို့ဟာမိမဖြစ်တယ်လို့ပြောလာတဲ့အခါမှာတန်ဖို့မနိုင်သွားပါဘူးလေပဲတူရတဲ့ယောက်ျားလေးတွေနဲ့ ။ဒါမဲ့ကိုကိုဖျားပေးထားတဲ့ role ဖျားပေးထားတဲ့နော်ကျွန်တော်တွားရမယ်လမ်းကြောင်းကတော့မတူ။အဲ့ဒါတိရရှိတော့မိမတော်သူ့ရဲ့အမျိုးသားအိမ်ထောင်မိသားစုကိုကြည့်ရှုတဲ့ဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းပြုစုပြောထောင်လာတဲ့အခါမှာတီလာရှိသောမိမဟာပရမ ्या ထက်သာ၍ကောင်းနေစွာကိုဖော်ပြပေးထားပါတယ်။အပိုင်ငယ်၁၁ကိုကြောင်းသူဤခင်ပွန်းသည် သူ့ကိုယုံ၍ဆင်းရဲခြင်းနဲ့ကင်းလွတ်လိမ့်မည်။ဘာဖြစ်လို့လဲဆိုတော့ သူအထောက်အပါကောင်းဖြစ်တဲ့အတွက်ကြောင့်သူအကြံဉာဏ်ပေးတဲ့အရာတိုင်းကဘာဖြစ်လာလဲဆိုရင်သူ့ရဲ့အမျိုးသားအတွက်အယံမတန်ဖို့ရှိတဲ့အရာတွေဖြစ်တယ်။ဒါကြောင့်ဒီအရာအယံမမှန်ကန်ပါတယ်။နော်ဒေါက်တာယုံကြည်ချူးကြီးကဘယ်လိုပြောထားတယ်လဲဆိုရင်သူဒီလိုမအောင်မြင်ခင်တော့က तू မိမကအကြံဉာဏ်ပေးတဲ့အရာအားလုံးကိုပြန်ပြီးခါမှလက်ခံနဲ့ဆူတောင်းလာတဲ့အခါမှာဖျားပေးထားတဲ့ဒေါက်တာကင်သူ့ရဲ့အမျိုးသမီးဟာ သူ့ရဲ့အကြံဉာဏ်ပေးတဲ့ဟာမှန်သမျှကိုလိုက်လျှောက်လာတဲ့အခါမှာဘာဖြစ်လဲဆိုရင်ဒီကနေ့မှာကဘာပေါ်မှာအကြီးဆုံး mega church အနေနဲ့ဦးစီးဦးဆောင်နိုင်တယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်။ဒါကြောင့်မျိုးသမီးတွေကျွန်တော်အားပေးချင်ပါတယ်။သင်တို့ဟာအထောက်အမဖြစ်တဲ့အခါမှာ second place မှာနေတယ်လို့မပြောပါဘူး။ဟို you united in one ပါစမျိုးသားနဲ့တတာတဲ့ကြပြီးမှတလုံးတဝါတဲ့ဖြစ်တယ်။အကြအထောက်အမကောင်းဖြစ်ဖို့တိတ်တိခါမှအရေးကြီးတယ်ဆိုတော့တမချန်းစာထဲမှာပေါ်ပြပေးထားတယ်။ အဲကြောင့်မဲ့ခင်ပွင်းကောင်းကြီးရဲ့နောက်မှာကြီးမားသောပုဂ္ဂိုလ်ရဲ့နောက်မှာဘာသူရှိတယ်လဲဆိုရင်အမျိုးသမီးတွေရှိတယ်ဒီမှာဖော်ပြပေးထားပါတယ်ခင်ပွင်းဒီသူ့ကိုယုံ၍စင်ရဲ့ခြင်းနဲ့ကင်းလွတ်လိမ့်မည်ဖော်ပြပေးထားပါတယ်စက်ကြီးအောင်အပိုင်ငယ်ဆက်နေမှာထိုမယားဒီမိမိခင်ပွင်းအချိုးကိုမဖြတ်တက်တက်လုံးပြုစုတတ်၏အထောက်အမအကောင်ဖြစ်တဲ့ခါမှာယောက်ျားကြီးကသွားလာတဲ့ခါမှာလမ်းမကိုရောက်တဲ့ချိန်မှာ တီလာရှိတော်မင်းမှာပြန်ဆွဲပြီးမှဖခင်ရဲ့လမ်းကြောင်းပေါ်ကိုပြန်တက်มาပေးတယ်။အဗြဟံလမ်းကြောင်းမားတဲ့အခါမှာဆာရကပြန်ခေါ်ပြီးမှတက်มาပေးတယ်။အဲ့တော့ဖုရားရဲ့လူဒီအားလုံးကိုကြည့်တဲ့အခါမှာဖုရားတီလာနဲ့ရှိတော့အမျိုးသမီးကဖုရားရဲ့နှုတ်ကပတ်တော်အတိုင်းသူတို့အမျိုးသားတွေကိုတဲ့မတ်တဲ့လမ်းကြောင်းကိုသွားပေးပါတယ်။အဲ့ဒီမှာကျွန်တော်ပြန်ပြီးသတိရတာယုံကြည်သူများအသင်းတော်ကိုတည်ထောင်တဲ့မက်ထရိုပိုလီတန်ကဒီနေ့မှကျတော့စိတ်ပြည့်ပြီးမှဖုရားခေါ်ထားတဲ့သာသနာ Gospel for Asia အခုတော့ believer church လို့ခေါ်ပါတယ်။အဲ့ဒါအကြီးကိုစွန့်ပစ်ပြီးမှစီးပွားရေးလုပ်ငန်းမှာ investment လုပ်တော့မယ်လို့ဆုံးဖြတ်တဲ့အခါမှာသူ့မိမရဲ့အကြံဉာဏ်ပေးထားတဲ့အတိုင်းဖခင်ကတိတ်ကိုခေါ်တာသူ့ရဲ့ဘုံတော်ထင်ရှားဖို့အတွက်ဖြစ်တယ်။ဘာကြောင့်ဒီအရာကိုစွန့်လို့ရမှာလဲ။ဖခင်အတွက်လုံးလုံးပါလို့ခွန်အားပေးထားတဲ့အတိုင်းအမျိုးသားလည်းအစာရှောင်ပြီးမှနောက်တော့ KP ယောဟန်ကပြန်ပြီးဆက်ကတ်တဲ့အခါမှာဒီကနေ့မှာယုံကြည်သူများတင်းတော့ကြီးကြီးမားမားနဲ့ဖျက်ရှင်အကောင်းကြီးပေးတယ်။ အဲ့အတိုင်းပဲခုနကကျွန်တော်ဖတ်တဲ့ထိုမရသည်မိမိခင်ပွဲအကျိုးကိုမဖြစ်တသက်လုံးပြုစုဒါကြောင့်ပဲဒီကနေ့မှာယုံကြည်သူများအတင်းတော်ဆိုတာဖခင်ရဲ့တာသနာဖခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ဒီကဘာမြေကြီးမှာတတောင့်တနေရာမှာဖခင်ရှင်ကအသုံးပြုတယ်ဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်အပိုင်ငယ်73မှာသုံးမွေးနဲ့ဝါကိုရှာ၍မိမိလက်နဲ့အလိုအလျောက်လှုပ်တတ်၏ဆိုတော့မိခင်ကောင်းနော်မိခင်ကောင်းဒီလားနဲ့ပြည့်စုံတော့မိမဆိုဘယ်တော့မှအပြင်းမထူဘူး ဘာလို့လဲဆိုရင်အလုံးနဲ့လက်နဲ့ဘယ်တော့မှမကင်းကွာဘူး။ဘာလဲဆိုအပြင်ကရလို့ဝဲတဲ့ဟာဒီနဲ့ထဲမဟုတ်ပဲနဲ့သူ့ရဲ့လက်နဲ့လှုပ်လဲရသုံးမွေးနဲ့ဝါကိုဆိုမိမိလက်နဲ့အလိုအလျောက်လှုပ်တိုက်ရေးဘယ်အရာဝဲရတဲ့အရာမဟုတ်ပါဘယ်အရာဒီကိုကျွန်တော်ဓမ္မလှုပ်လို့ရမလဲ။ဒီသားစုအတွက်တော်လည်းကောင်းအမျိုးသားအတွက်တော်လည်းကောင်းအသင်းတော်အတွက်တော်လည်းကောင်းအဖွဲ့အစည်းတွေအတွက်ကိုဘယ်လိုအနေနဲ့ငါ့ရဲ့ခွန်အားအားဖြင့်အလုံးလို့ရနိုင်မလဲဆိုတာကိုဒီမှာဖော်ပြပေးထားတယ် အရာအလုံးကိုဝယ်ပြီးခါမှ install မလုပ်ပါဘူးသူ့လက်နဲ့ဘယ်လိုလုပ်လို့ရနိုင်မလဲနော်ဒီတော့အရင်တော့ချီငင်ပါလေကျွန်တော်အမေတို့ခေတုံးမှာဆိုချီငင်တယ်ဝါလေးယူပြီးခါမှချီငင်ကြတယ်အဲ့ဒါနဲ့ပဲတိုးမွေးပြီးရက်ပြီးခါမှတာသမီးတွေအတွက်အမျိုးသားအတွက်ကိုရက်ပြီးမှလုပ်ပေးကြတယ်ဒီခေတ်မှာတော့ရှားပါပြီခေတ်ကာလလည်းပြောင်းလဲလာပြီဖြစ်တဲ့အတွက်ကြောင့်အကြောင်းဒိုးမွေးနဲ့ရစ်တဲ့ဆိုတော့မပြင်းမှုအစင်အမြဲနဲ့တို့လက်ကိုယ်နဲ့လုတ်ပြီးမှအလက်နဲ့လုတ်နဲ့နော်ဒီ အလုံးနဲ့လက်နဲ့မကင်းကွာပဲနဲ့အစဉ်အမြဲသူတို့ကလှုပ်လှုပ်တတ်သောသူတွေဖြစ်တယ်ဘသူတွေအတွက်လဲမိသားစုအတွက်အမျိုးသားအတွက်တိုင်းနိုင်ငံအတွက်အသင်းတော်တွေအတွက်ကိုလှုပ်တတ်တယ်ဆိုကျွန်တော်တွေ့လို့ရပါတယ်၁၄မှာနောက်ကုံတေသင်းမောကဲ့သို့ဖြစ်၍စားစရာကိုဝေးတော်ရမှဆောင်ခဲတတ်၏ကုံတေသင်းမောတွေကပါလဲစားစရာတွေတိုင်းနိုင်ငံနဲ့တိုင်းနိုင်ငံပို့ဆောင်တယ်လို့တဲ့တီလာရှိသောမိမကအိမ်အတွက်ကိုလုံလုံခြုံခြုံနဲ့ပါလဲစီမံခန့်ခွဲတတ်တယ် အဲ့ကြကျွန်တော်ပြောရပါတယ်အမျိုးသားကြီးကများသောအဖြစ်တော့အိမ်အတက်ကိုသူတို့ကရှားတယ်အများကြီးရှားနိုင်တဲ့လူရှိတယ်နည်းနည်းရှားမနိုင်တဲ့လူရှိတယ်အမျိုးသမီးတွေအများကြီးကိုလည်းစီမံနိုင်တဲ့နည်းနည်းကိုလည်းစီမံနိုင်တယ်အဲ့ဒါဗတိရရှိတော့မိမကအိမ်ကို management ကောင်းကောင်းလုပ်နိုင်တဲ့အခါမှာရတဲ့ပတ်စံအဖြစ်သူတို့ကအကောင်းဝန်ဆုံးကို management လုပ်တဲ့အခါမှာမိသားစုပြီးပျော်ပျော်ရွှင်ရွှင်နဲ့နော်တွားလာလှုပ်ရှားနိုင်တယ်ဆိုတော့ကိုအသက်မွေးဝမ်းကြောင်လုပ်နိုင်တယ်ဖះကိုဝက်ပြူကိုကိုယ်နိုင်တယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်အပိုင်ငယ်ဆက်ငါးမှာ မိုးမလင်းမီထလည်းအိမ်သူအိမ်သားတို့စားဆရာကို၎င်းကျွန်မတို့အားအငန်းအတာကို၎င်းပေးဝေတတ်၏မိုးမလင်းမီမှာတီလာရှိသောမိမထတယ်ဘာလို့ဖို့လဲမိသားစုအတွက်ထလာတဲ့အမျိုးသားအတွက်ထလာတဲ့မိဘအတွက်ထလာတဲ့သားသမီးတွေအတွက်စားဆရာအတွက်ကိုကောင်းကောင်းမွန်မွန်လေးနဲ့စားနိုင်ဖို့အတွက်ကိုပူပူနွိနွိနဲ့စားနိုင်ဖို့အတွက်ကိုပြင်ဆင်ပေးတယ်ဘာဖြစ်လို့လဲချစ်လို့ခရစ်တော်ကအသင်းတော်ကိုချစ်တကယ်တော့ မိသားစုကိုချစ်တဲ့တီလာရှိသောမိမကပြင်ဆင်ပေးတယ်။နောက်ပြီးခမဘာဖော်ပြပေးထားတယ်ကျွန်မတို့ကအငန်းအတာကိုလကောင်ပေးဝေတတ်ရဲ့ကျွန်မတို့ဒီနေ့နေပါလို့ရမယ်ဒီဟာတွေဘယ်လိုလုပ်ရမလဲဆို management ကောင်းကောင်းလေးညွန်ပြပေးတဲ့အတွက်ကြောင့်အိမ်မှာပြဿနာတစ်ခုမှမရှိမနဲ့ချောချုံးမှုမှုနဲ့တောင်းနိုင်တယ် management အရန်ကောင်းတဲ့အမျိုးသမီးဖြစ်တယ်တီလာရှိသောမိမအဲ့တော့ဘုရားကိုချစ်တဲ့ဘုရားတသမီးအမျိုးသမီးတွေရဲ့စွန့်ရည်ကအရင်မကြီးပါတယ် ဒါပေမဲ့တီလာရှိသောမိမဖြစ်ဖို့အတွက်ကဖရာရဲ့နှုတ်ကပတ်တော်ကိုဆွဲလန်းပြီးခါမှကောင်းဆောင်မှုပဲနဲ့ကိုယ့်ရဲ့အမျိုးသားအတွက်အထောက်အမာကောင်းအသင်းတော်အတွက်အထောက်အမာကောင်းမိခင်များဖြစ်ဖို့သိပြီးခါမှအရေးကြီးပါတယ်။ဒါပေမဲ့တခါတလေကျွန်တော်တို့နေရာလွဲသွားလို့ရှိရင်အထောက်အမာမှုတဲမဲနဲ့ကျွန်တော်ကကောင်းဆောင် ဖြစ်လို့ရှင်ဒါဖရာရဲ့ အလိုတော်မဟုတ်ပါဘူးဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းမဟုတ်တော့ပါဘူးဘုရားနှုတ်ကပတ်တော်ကိုကြီးတဲ့အခါမှာအထောက်အမအကောင်မတွတ်တွက်လဲသူ့ရဲ့အခင်ပွင့်အတွက် Women Department ဘာတွက်လဲအသင်းတော်ကြီးရဲ့အထောက်အမအကောင်ဖြစ်ဖို့အတွက်အဲကြောင့်နေရာဆုံးမှာအမျိုးသမီး level တစ်ခုနိုင်တယ်လို့ပြောတာမဟုတ်ပါဘူးအမျိုးသားပြည်စုံဖို့အတွက်အမျိုးသမီးနဲ့အဲ့ဒါကြောင့်မဲ United တင်ဝါတကူလုံးထက်ဖြစ်တယ်တဲ့မိမနဲ့ယောက်ျားနဲ့ပေါင်းလာတဲ့အခါမှာ အဲ့ဒါကြောင့်ပဲနေရဆုံးမှမြတ်တဲ့ဒီလရှိသောမိမဖြစ်ဖို့သိပြီးခါမှရေးကြည့်တယ်။ဆက်ပြီးမှ76မှာ ကောင်းမွန်စွာဆင်ခြင်၍လေကွက်ကိုဝယ်ယူတတ်၏ကိုယ်တိုင်လှုပ်၍ရသောငွေနှင့်စပြည့်ဥရင်ကိုပြုစုတတ်၏အကျေချဲ့စရာမလိုဘူးလို့ထင်ပါတယ်။အဲ့ဘဲအရာမဆိုစီမံခန့်ခွဲတတ်တယ်။ကောင်းမွန်စွာအဖြစ်ရတဲ့ဝငွေနဲ့ဘလို့ဒီတိုးပွားအောင်လုပ်တယ်ဆိုတာကိုလည်းသူတို့ကသိတယ်။ အရလာတဲ့အမျိုးသားရဲ့ပတ်စံအလုံးကိုမတုံးမှုဘလို့စီမံခန့်ခွဲရမယ်ဘလို့လုပ်ရမလဲဆိုတာကောင်းကောင်းသိတယ်အပြင်မိအရာတွေကိုဘလို့နေနဲ့ကျွန်တော်ကကြံစတီထွန်နိုင်တဲ့ညံရှိတဲ့အကြောင်းအရာကိုဖော်ပြပေးထားတာပါဆက်ကုမမိမိခါကိုခွန်အားနဲ့စီ၍မိမိလက်တို့ကိုတံမြန်စေတတ်၏အပိုင်ရဲ့ဆက်ရှိမှာမိမိလုံတော်ဥစ္စာကောင်းဒီကိုရိပ်မိ၍သူဤမိခွတ်တီတညာလုံးမသေးတမ်းမိခင်ဆိုတာဒီတိုင်းပါပြပြီးတရိယာရှိပါအမေဒီ အမေရီဆိုရင်နေကောညာကောတို့မိခတ်တခါမှမသိဘူးဘာဖြစ်လို့လဲတာသမီးတွေအမျိုးသားတွေကောင်းမှုဆိုအိတ်ဆက်နိုင်ဖို့ကောင်းမှုဆိုစားတောက်နိုင်ဖို့အတွက်ကိုတို့လက်တီတမားစေတယ်ခါကိုခွန်အားနဲ့ပြည့်စုံစေတယ်နောက်ပြီးမှတို့အလုံးလောက်တာတွေကိုပြန်ပြီးမှမြင်အောင်ကြည့်ပါဖခင်ရဲ့နှုတ်ကပတ်တော်ဘယ်လောက်ထိမှန်တယ်လဲတီလာနဲ့ရှိတော့မိမဆိုတော့အိမ်ထောင်ကိုနံပါတ်1နေရာမှာထားပြီးဒီအရာတွေနဲ့ပြည့်စုံပေးတာဖြစ်တယ်အရာပဲကောင်းတယ် ရိုးရိုးရှင်းရှင်းလေးပဲဘုရားတို့ကပတ်တော်မှာဖော်ပြပေးထားတာဆက်ကြည့်အောင်အပိုင်ငယ်ဆက်ကိုမှာခြီးဖြစ်စေတတ်တော်တစားတို့ကိုကိုယ်လက်နဲ့လှုပ်ယူလှုပ်ဆောင်တတ်၏နှစ်ဆဲမှာဆင်းရဲသောသူတို့ကလက်ကိုဖြတ်ရင်ငတ်မောသောသူတို့အားလက်ယုံကိုဆန့်တိုင်၏မိသားစုကိုနှွေးနှွေးထွေးထွေးထားတယ်ဖခါရဲ့အလိုတော်အတိုင်းတဲ့မှာပေးတယ်အမျိုးသားကိုလည်းဖခါရဲ့အလိုတော်အတိုင်းတဲ့မှာပေးတယ်နောက်ကနေ supporting ပေးတယ်ပြီးလာမပြီးသေးဘူး ရှိတဲ့အရာတွေကိုငတ်မတော်သူတွေကိုမြင်တဲ့အခါမှာလဲမနေနိုင်ဘူးပေကန်းဆွင့်ကျဲတယ်ဘလောက်လှပတယ်လက်လက်ဒီမှာမျိုးသမီးတွေရဲ့လက်ကဘလောက်လှပလဲတုတ်တန်ကျမ်းမှာဘုရားရှင်ကကောင်းကောင်းလေးပေါ်ပြပေးထားတယ်တင့်ရဲ့လက်ကဘလောက်လှပလဲတဲ့အမျိုးသမီးဖြစ်ချင်းကိုဘာဖြစ်လို့ဒီကနေ့မှာမကုံယူနိုင်တာလဲကုံယူလိုက်စမ်းပါလာရှိတော့မိမဆိုတာမိသားစုကိုကောင်းကောင်းမွန်မွန်ပြုစုနိုင်ရုံတင်ဖို့ပတ်ဝန်းကျင်အတွက် လောက်ထိကောင်းမြတ်တယ်လဲဖော်ပြပေးထားတယ်။27မှာမိုးပွင့်ကြတော့လဲမိမိအိမ်သူအိမ်သားတို့အတွက်မစိုးရင်အိမ်သူအိမ်သားပေါင်းတို့ဒီကဒီပါနေကိုဝတ်ကြ၏။ကြည်ပါ။ဘာမှစိုးရင်ဆရာမလို့အားလုံးပြင်ဆင်ပြပြသား။လူရတီဆိုလူရတီဝတ်မယ်ဟာတာသမီးမျိုးသား။ဆောင်းရတီဆိုဆောင်းရတီဝတ်မယ်ဟာအမျိုးသားနဲ့မျိုးသမီးတွေအတွက်နော်အားလုံးတာသမီးတွေအတွက်အားလုံးပြင်ဆင်ပြပြသား။ မိုးရသည်ဆုံးလိုတဲ့ရာတီတိုင်းမိခင်ကောင်းဒေလာနဲ့ရှိတော်မင်းမအရာအလုံးကိုပြင်ဆင်ပေးပြီးသားပဲဖြစ်ပါတယ်။ဘာမှဆိုရင်ဆရာမလိုဘူး။အရင်မကောင်းပါနဲ့။20နှစ်မှာကို့အဖို့ဆောင်ကိုရဲ့၍ပိတ်ချောင်းနဲ့မောင်းတော်အထယ်ကိုဝတ်တရည်23မှာသူဤခင်မွန်းတည်တဲ့မြို့တကားတို့၌ပြည်သားအသက်ကြီးတော်သူတို့နဲ့ထိုင်၍ထင်ရှားတော်သူဖြစ်ရည် ိမ်မှုကိစ္စကိုနိုင်နိုင်နဲ့နဲ့လှုပ်လာတဲ့အခါမှာသူအမျိုးသားကအိမ်မှုကိစ္စတွေကိုသူအမျိုးသမီးနိုင်တဲ့အခါမှာလှဲကြည့်စရာကောင်းမလို့သားသမီးတွေရဲ့ဖျားကြောက်ရွံ့တဲ့အရာတွေလှဲကြည့်စရာမလို့အဲ့ဒါကြောင့်ကိုယ်နဲ့ညံကြီးတဲ့လူတွေရှိမှသွားပြီးခါမှာညံပညာတွေယူတယ်ဖလှယ်ပြီးမှညံပညာမှတိုးပွားပြီးခါမှာအဲ့နေရာမှာကြီးမြတ်တော်သူတွေဖြစ်လာတယ် အဲ့ရလေးကဗာကျွန်တော်ပြန်သွားကြည့်ရနော်ကျွန်တော်ငယ်တုန်းကလည်းသွားတက်ဆိုင်ပါတယ်ဒီခေတ်မှာတော့ကျွန်တော်အသက်ကြီးတဲ့လူတွေနဲ့လူငယ်တွေတိတ်မထိုင်တော့ကျွန်တော်ခေတ်ခါတုန်းကဆိုရင်လေအသက်ကြီးတဲ့လူတွေကြားမှာသွားထိုင်တဲ့အခါမှာသူတို့တွေကတုန်တင်ပေးတယ်မေခွန်နေမေးတယ်သူတို့ကပြောပြတယ်အဲ့အရာတွေအဖြစ်ပါပဲဘဟုတူတတဲ့အရန်ရပြီးခါမှာကျွန်တော်တို့က level တစ်ခုကိုရောက်တယ်ဒီခေတ်ခါတုန်းကလည်းပဲ ဂရိနိုင်ငံနေမှာเนาะရောမနိုင်ငံနေမှာလည်းအဲ့လိုပဲပညာရှင်တွေဆွေးစည်းဝေးတဲ့နေရာရှိတယ်အဲ့နေရာမှာသွားပြီးခါမှာပညာရှာတဲ့ခါမှာတကယ်ပညာတတ်တွေဖြစ်ပါတယ်ချက်ဒီစီကိုပြန်နေလာဒီအကြောင်းအရာတွေကိုကျွန်တော်တွေ့လို့ရတယ်ဘာလို့အဲ့ຢာဒီကိုသူတင်ယူနိုင်လဲအိမ်ဖက်ကိုလှဲကြည့်စရာမလိုဘာဖြစ်လို့လဲဖះရဲ့နှုတ်ကပတ်တော်နဲ့ပြီးဆုံးစွာ စီမံကောင်းကောင်းခံခွဲတပ်ပြီးယောက်ျားကိုလည်းကောင်းကောင်းလေးနဲ့ပြုစုတယ်။ယူပါယုံတစ်ခုကိုလည်းတော်ရတဲ့တီလာရှိတော့မိန်းမကကောင်းကောင်း management လုပ်နိုင်တယ်။ဖះအလိုတော်လုပ်တဲ့အခါမှာကောင်းကြီးမိန်းလာခန်းစားရတာဖြစ်တယ်။ဒါကြောင့်မဲ့သူ့အခင်ဘုန်းကဘုန်းတော်ထင်ရှားတယ်။24မှာခြီတော့အထယ်လေးကိုရက်ရွေးရောင်းတတ်၏ခါစီတို့ကိုလည်းကုံတင်နိုင်ချက်တတ်၏25မှာသူလို့တော့အထယ်လေးဒီခိုင်ခိုင်လာတော့အစင်းနေပြည့်စုံသဖြင့်သူဒီနောက်ကာလ၌ဝါမြောက်လိမ့်မည်။ 26မှာပညာစကားကိုပြောတတ်ရင်မေတ္တာတရားအဖြစ်နှုံးမွက်တတ်ရင်အမြဲတမ်းအားပေးတယ် encouragement you can do it my husband i will support you i will pray for you တင်းတငါဆူတောင်းပေးတယ်တင်းဖက်မှာငါရှိတယ်မကြောက်နဲ့မစိုးရင်နဲ့ i'm helper တင်းတကိုဖះရှင်ကတင်းတကိုငါစေခံပေါ်ထားပေးတယ်ခွန်အားပေးပါတယ်เนาะတချို့ပြုသမီးတွေရှိပါတယ် အမျိုးသားကဘာမှမဟုတ်ပေနဲ့အမျိုးသမီးကလိမ်မာပါနာစထောက်ပံ့ပေးတဲ့အခါမှာအမျိုးသားကယမ်လှပပါတယ် behind the screen မှာသူရဲ့အမျိုးသမီးရှိပါတယ်လာနဲ့နေလို့ပေါ့လာပညာမှာလာကတော့အလင်းမလင်းနိုင်ပေမဲ့နေရဲ့အလင်းအဖြစ်လာပညာမှာလူတွေဟာလာကြည့်ရလှတယ်လို့ပေါ့နောက်မှာတကယ်အလင်းပေးတယ်လို့အမျိုးသမီးပါတီလာရှိတော့အမျိုးသမီးဖြစ်ရတာဘယ်လောက်ထိကံကောင်းသလဲကုံယူကြရပါစို့ဆက်ဖတ်ကြည့်အောင် 20ကိုမှအိမ်သူအိမ်သားတို့ပြုသမျှကိုကြီးရှုတတ်၏ပြင်းရည်ချင်းအစာကိုမစတတ်သိရေးကြီးပါတယ်။ဘာဖြစ်လို့လဲငါအိမ်ရိုက်တဲ့ချိန်ငါအလုပ်မလုပ်ငါအိမ်သူအိမ်သားတွေ management ညံသွားမယ်။အစာတော့မကောက်ငါအမျိုးသားလမ်းလွဲသွားလိမ့်မယ်ဆိုပြီးခါမှပြင်းရည်တဲ့အစာကိုမစဘူး။အဲ့ဆိုပြင်းရည်အစာစားရဲပါလေ။ဒီခေတ်မှာ diet food တိပြန်ပြီးစဉ်းစားကြည့်ပါ။ဘယ်အစာစားကိုကိုအရင်အိပ်စေချင်တယ်လဲ။ဘယ်အစာစားတွေကကိုယ့်အတွက်ကိုပြင်းကြီးစေတယ်လဲ။စဉ်းစားလိုက်ပေါ်ပါတယ်။ စပီမှာဖတ်ကြည့်ရအောင်29မှာလူမျိုးသမီးအပေါင်းတို့ဒီကောင်းမွန်စွာဖြူကြပြီးတို့ရတဲ့တင်းဒီထိုးတို့ပေါင်းတို့ကိုလွန်ကဲပြီးဟုသူ့ကိုချီးမွမ်းတတ်ကြ၏30မှာယဉ်ကျေးသောအရာသည်လှည့်စားခြင်းနှင့်ရှင်တတ်၏လှတော်အစင်းသည်လည်းအချင်းဤဖြစ်ထာဝရဘုရားကိုကြောက်ရွံ့တော်မိမမူကချီးမွမ်းခြင်းကိုခံရလိမ့်မည်မိန်းကလေးဆိုတာလှပခြင်းကိုကြိုက်တယ်ဆိုတာကဖခင်ဘတ်တော်တည်တယ်ဒါပေမဲ့အဲ့လှပခြင်းကလှည့်ဖျားတတ်တယ် ဒါမဲ့အကောင်းဆုံးတော့အရာကထာဝရဘုရားကိုကြောက်ရွံ့တော့မိမမူကချီးမွမ်းခြင်းခံရမယ်။ထာဝရဘုရားကိုကြောက်ရွံ့ခြင်းလောကဘတ်တော်အတိုင်းလိုက်လာပြီးခါမှဘုရားသခင်တွင်တင်ပေးထားတဲ့အတိုင်းရှောက်လန်းတဲ့မိမတွေကိုဘုရားရှင်ကတီလနဲ့ရှိတော်မိမတွေဖြစ်တဲ့သူတို့ဒီကဘုံတော်နဲ့ထင်ရှားတယ်။ဖော်ပြပေးထားပါတယ်။ အလှအပကိုမသွုံးမိမ့်မကပါဖြစ်တယ်လှည့်စားခြင်းကိုခံရမယ်ဆိုပြီးဒီမှာဖော်ပြပေးထားတယ်31ကအရေးကြီးဆုံးထိုတို့တော့မိမ့်မခြင်းရာချိုးကိုပြီးတော့သူပြုတော်မှုဒီမြို့တကားတို့၌သူဤအတရေကိုထင်ရှားစေတည်းဖျားရှင်ကိုကြောက်ရွံ့လာတဲ့အခါမှာသူပြုလေတမန်မှာဖျားရဲ့ကောင်းခြင်းမင်္ဂလာခံစားရတယ် ဒါကိုအားလုံးကိုကြည့်လိုက်တဲ့အခါမှာဗာလဲဆိုရင်သီလရှိသောမိမဟာဘလောက်အထီမုံမြတ်တယ်လဲတင်အမျိုးသမီးဖြစ်ရခြင်းဟာဘလောက်အထီမုံမြတ်တယ်လဲဆိုတာကိုတုတ်တန်ကျန်ကဖော်ပြပေးထားတာဖြစ်တယ်ဖျက်ကိုချစ်တဲ့ဖျက်ရဲ့တာသမီးဒီဒီနဲ့အမျိုးသမီးမို့လို့ကျွန်တော်အမျိုးသမီးတွေကွန်ပျူတာမဟုတ်ဘူးသူကဘတ်တူကိုယ်တိုင်ကကွန်ပျူထားတာဖြစ်တယ် အားလုံးကိုပြန်ပြီးခါမှချုပ်မယ်ဆိုရင်တီလာရှိသောမိမဟာတဲ့ကိုအိမ်ကိုကောင်းကောင်းမွန်မွန်နဲ့စီမံခန့်ခွဲနိုင်တယ်ဘာတိုင်းလေဖရာသခင်ရဲ့အလိုတော်တိုင်စီမံခန့်ခွဲနိုင်နေ။ဒါသမီးတွေအတွက်အမျိုးသမီးတွေနော်အမျိုးသားတွေအတွက်အမျိုးသမီးတွေကစီမံခန့်ခွဲပေးနိုင်တယ်။တအိမ်သားလုံးကိုနော်အမျိုးသမီးတွေကောင်းမွန်စွာစီမံခန့်ခွဲကိုအမျိုးသားကိုနောက်ဖက်ကနဲ့အမြဲတမ်း supporting လုပ်ပေးနိုင်တယ်တဲ့။အဲ့တော့ကြောင်းနဲ့သူ့အမျိုးသားတွေဟာ ။ဘာဖြစ်လာလဲဆိုတော့သွားတဲ့နေရာတိုင်းမှာဘုံတော်ထင်ရှားစေနိုင်တယ်။ဖယားလန်းကလည်းရဲသွန်းတော့မှဖယားလန်းကျောင်းပေါ်ကိုပြန်တဲမှာပေးနိုင်တယ်။အစင်အမြဲဖယားကြောက်နေတယ်။မိသားစုအဖြစ်နဲ့ behind the screen မှာမိသားစုမှာဖျက်ရှင်အကောင်းကြီးပေးတယ်။အဲ့လိုကောင်းကြီးပေးလာတဲ့တီလာရှိတော့မိမကြောင်းတဲ့အိမ်ထောင်မိသားစုထဲမဟုတ်ဘူး။ရရွာတိုင်းနိုင်ကအသိန်းတော်တွေပါကောင်းကြီးမင်္ဂလာခံစားနိုင်နေဆိုတာကိုဖော်ပြပေးထားတယ် အကြောင်းသီလရှိသောမိမရဲ့တန်ဖိုးကိုဘုရားရဲ့နှုတ်ကပတ်တော်ကပေါ်ပြပေးတဲ့အခါမှာတင်းအမျိုးသမီးဖြစ်တဲ့အရာကိုဂုံယူလိုက်စမ်းပါကြီးမားသောဘုရားရဲ့လူကြီးကြီးမားသောပညာရှင်တွေရဲ့လူကြီးမားသောအဖွဲ့အစည်းတွေရဲ့နောက်ွယ်မှာကြီးမားသောအမျိုးသမီးတွေရှိတယ်အဲ့ဒါကြောင့်ဘုရားရှင်ကဘာပေါ်ပြပေးထားလဲ helper အလိုပြောတဲ့အခါမှာဟာငါတို့အမျိုးသမီးတော့နှိမ့်နေငါတို့တော့ခေါင်းဆောင်မဖြစ်တိုက်ဘူးမထင်ပါနဲ့အဲ့ အမျိုးသားတွေဖျားလူတွေပြပြဆုံဆုံနဲ့ဖျားမှုတော်မြတ်မှာပါဝင်နိုင်ဖို့စီးပွားသမတ်တို့လုံလောက်မအောင်မြင်နိုင်ဖို့အတွက်ကိုဖျားကိုကြောက်ရွံ့တဲ့တီလာရှိသောမိမရဲ့ကုညီထောက်မှမှုက80ကျော်အရေးကြီးပါတယ်။ဒါကြောင့်ပဲဖျားရဲ့လူတတော်များများအောင်မြင်တဲ့လူတွေကသူတို့အမျိုးသမီးတွေကိုပြောပါတယ်။သူတို့ရဲ့မိမလိုတော့မခေါ်ရက်ဘူး။ငါနဲ့လှုပ်ဖော်ဆောင်ဖဲဘီလီဂရမ်ကိုယ်တိုင်ပြောတယ် Not only my wife is like my close friend my best friend အဲ့လောက်ထိသူတို့ပြောတာဖြစ်တယ်ဒါကြောင့်တင်းကိုယ်တိုင်ဟာတီလာရှိသော မိမဖြစ်လာတဲ့ခါမှာတဲ့အိမ်ထောင်မိသားစုတဲ့အမျိုးသားရဲ့ယူပါယုံပြီးဆုံလာပြီးခါမှာတဲ့အမျိုးသားဘုံတော်ထင်ရှားစေနိုင်တဲ့ဖရားရဲ့လူဖြစ်လာပြီးတိုင်းနိုင်ငံအတွက်ကောင်းချီးမင်္ဂလာဖြစ်တယ်မိသားစုကလည်းကောင်းချီးမင်္ဂလာဖြစ်လာတယ်ဒါကြောင့်တင်းကိုယ်တိုင်ကတီလာရှိသောမိမဖြစ်လာတဲ့ခါမှာ အတင်းတော်တော်တော်လည်းကောင်းမိသားစုတော်လည်းကောင်းတိုင်းနိုင်ငံတော်ကောင်းချီးမင်္ဂလာရှိတဲ့အမျိုးသမီးဖြစ်လာတယ်ဆိုတာကိုကျွန်တော်ဒီနေ့မှခွန်အားပေးချင်ပါတယ်ဂျာနာတို့ရုပ်စီတိုင်းပေါ်မှာဖျားရှင်ဆက်လက်ရေကောင်းချီးပေးပါစေ